အားလုံးပဲမင်္ဂလာပါဗျဒီနေ့ကျင်းပခဲ့တဲ့ One Friday Night ပြိုင်ပွဲမှာဆိုရင်ဒီမြန်မာပါဝင်တဲ့တွဲဆိုင်ရာ၃တိုင်းကြီးရှိခဲ့ပါတယ်ပထမဆုံးတွဲဆိုင်ဖြစ်တဲ့တွဲဆိုင်နံပါတ်၄မှာဆိုရင်မြန်မာ fighter ဖြစ်တဲ့စိုးနောင်ဦးဟာဒီ Thai King Never Thai Fighter မာဆန်ဂျန်ကိုပေါ့နော်ဒီပထမကြီးနဲ့ဒုတိယကြီးမှာအမတ်စင်အရေကန်ထိအောင် ထိုးပြီးတော့ဒီဟာဒီအမှတ်နဲ့နိုင်ရရှိတော့ပါတယ် ီတွဲဆိုင်နံပါတ်6မှာဆိုရင်တန်းစင်ကတော့ဒီထိုင်းဖိုက်တာဘောเนาะသူကတော့အမှတ်နဲ့ရှုံးနေခဲ့ပါတယ်ဒါပေမဲ့ဒီဘွဲမှာဆိုရင်တန်းစင်ကဒီအရင်3ဘွဲထဲအများကြီးတိုးတက်လာတော့ကျွန်တော်တို့တွေ့ရတယ်ဘောเนาะနောက်ဆုံးမြန်မာတွဲဆိုင်ဖြစ်တယ်တွဲဆိုင်နံပါတ်10မှာဆိုရင်ဗရိုနီကာကတော့ဒီတရုတ်ဖိုက်တာဘောเนาะအဒီပထမချီမှာပဲ ဒီ MSC ရေကန် MSC ရေကန်တိအောင်ထိုးတယ်တေယုတ်ဖိုင်တာလည်းအဲ့ဒီအချိန်မှာ MSC ရေကန်တိအောင်ထိုးတယ်ပေါ့နော်ဒါပေမဲ့ဒုတိယအချိန်နဲ့တတိယအချိန်မှာတော့ဒီဒီလက်ရည်တာနဲ့ထိုးပြီးတော့ဒီမှတ်နဲ့အနိုင်ရရှိသွားခဲ့ပါတယ်